အသိဉာဏ်မရှင်မိလို့အပြည့်တစုံတရားစွန့်ကြည့်ပြီးတော့ဆင်းရဲဒုက္ခရောက်နေရပေမဲ့နောက်မြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်ကမြတ်စွာဘုရားကိုယ်တိုင်မိမိရဲ့နေရာလာပြီးတော့ကတရားဟောတရားနာခြင်းဆိုတဲ့ပရိယတ္တိသာသနာအလုပ်လုပ်ခွင့်ရအောင်တရားရှုမှအထောက်ခြင်းဆိုတဲ့ပရိပါတိသာသနာအလုပ်လုပ်ခွင့်ရအောင်စောင့်ရှောက်ကူညီလိုက်မယ်။အဲဒါကြောင့်တရားအထောက်တဲ့နေတရားနာတဲ့နေ ဆိုတဲ့တာရကနဲ့ကြည်ကြောင့်လက်ကြောင့်ကိုကြောင့်ဘယ်ရင်ကြောင့်မှကြောင်းရောက်တဲ့အခါဖရာရောက်တဲ့အခါပန်ဝန်းကျင်တန်ရှိမပျက်စီးစေသင့်ဘူးဆိုတဲ့ပညာပေးသူစီလောမသုတ်ဆေးလိမ့်နှင့်ကွန်ရှောင်းကျင်ွယ်တရားတော်အဆုံးတန်လို့ရပြီဤအကျဉ်းသူတို့သည်နံထိုခန္ဓာကိုယ်၎င်းရာတော်ဏိဒါန ခန္ဓာကိုယ်ဤအကျဉ်းချံကို လောကဥပါဒနာတိပြားဖြင့်တိကိုဤလို့ပေါင်းတဲ့ပိန်နေစသည်အဆင်မပြေရှုမှတ်နေတဲ့တို့ယောဂီတွေမှာပေါင်းတဲ့ပိန်နေလို့ခေါ်ရတဲ့လုံရှားဝါရောယုတ်ဒုက္ခသစ္စာကိုရည်ရည်ပြင်းပြင်းတိတိကြကြ9မိနစ်အတွင်းမှာသိကြရမည်အဲ့ဒီအသိကိုမေဃသစ္စာလို့ခေါ်တဲ့ မိဂသစ္စာအသိဉာဏ်ပွင့်လင်းလာတဲ့အတွက်ကြောင့်သမုဒိယသစ္စာဆိုတာချုပ်ငိမ့်တယ်ရှုမှတ်မိတဲ့ရုပ်ခန္ဓာနာခန္ဓာနဲ့ပတ်သက်ပြီးအနုတ္တိယကိရိတာပြည့်ရှင်းတဲ့အတွက်ဘဝအသည့်ဖြစ်စေနိုင်တဲ့ကုသိုလ်ကံအကုသိုလ်ကံမပေါ်ဘူးအဲဒါကြောင့် အပုဏ္ဏဘဝယတဖန်ဘဝအပြည့်မဖြစ်စေခြင်းဟာတရံတိဒိဋ္ဌိစတဲ့ဩဃရေအရင်ကို ကူးမြောက်နိုင်ကုန်၏သူစည်းလုံးမှာဘလူကိုမြတ်စွာဘုရားဟောတဲ့အတိုင်း9မိနစ်အတွင်းမှာသက်ဆိုင်ရာကိလေသာကို အောင်မြင်ပြီးဩဃကိုကူးမြောက်ကြပြီဒါပေမဲ့ယန္တာအဆင့်အထိမရောက်သေးတော့သံတရားမှာ ျင်လဲရအောင်မယ်။သံတရားကျင်လဲတဲ့အခါအထက်တန်းသံတရားမှာကျင်လဲခွင့်ရှိတယ်။ဖောင်းတယ်လို့တကြိမ်ရှုမှတ်လိုက်တဲ့မှတ်စိတ်ထဲမှာအနုတ္တိယကိလေသာကိုပယ်တတ်တဲ့ဝိပဿနာဉာဏ်မဲကသစ္စာကတစ်ခုချက်ချင်းချမ်းသာစေနိုင်တဲ့ကုသိုလ်ကတစ်ခုသေပြီးနောက် အထက်တန်း၆ဘဝရသိနိုင်တဲ့ကုသိုလ်က၆ခုဆိုပေါင်းတယ်လို့တကြိမ်မှတ်လိုက်တယ်ရှုမှတ်မှုလောကကယဟန္တာအဖြစ်မရောက်သေးရင်တန်မြာမှာအထက်တန်းလွှာ၆ဘဝရမယ်တစ်စက္ကန့်ရှုမှတ်မှုတကြိမ်နှုန်းထားတမိနစ်ဆိုရင်စက္ကန့်60 60ကို6နဲ့မြောက်360 သမီးနဲ့ရဲ့လုံအားကအထက်တန်းလွှာဘဝပေါင်း360ရမယ်အခုဘုန်းကြီးအထုတ်ခိုင်းလိုက်တာ9မိနစ်ကျော်6မိနစ်တောင်ဖြစ်သွားတယ်အဲသမီးနဲ့အထက်တန်းလွှာဘဝပေါင်း360မိနစ်ဆိုတော့360ကို6နဲ့မြောက်ပွားပြီတော့လိုင်းပါစီတရားဝဲလာပြီတရားနာရတာသူစီလုံးမှာဘလို့နေတို့ နောက်တစ်ချိန်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမြတ်စွာဘုရားငါတို့စည်းလာပြီးတော့ကဝိပဿနာတရားဟောပြနိုင်ဖို့အကြောင်းပါရမီကုသိုလ်ကောင်းမှုတွေတို့မှပြည့်စုံသွားပြီဝန်တာကြရမယ်အဲဒီနေ့တိုင်းမဲ့နေ့စဉ်နေ့တိုင်းအိယာဝင်အိယာတာ9မိနစ်10မိနစ်စသည်အချိန်ရသမျှပေါ့အချိန်ရတော့ရှုမှတ်အားထုတ်ပါအဲဒီလိုရှုမှတ်အားထုတ်ရင် ဉာဏ်ကောင်းလာနိုင်တဲ့ညာယတ္တအဋ္ဌကမာယအခုဆယ်တန်းဖြေထားတဲ့ចောင်းသားတယောက်အချိန်နေအများကြီးရှိသေးတယ်သင်္ကန်းဝတ်ပြီးတရားအထုတ်ခြင်းနဲ့ဆိုတရားလာအထုတ်တယ်အဲကိုရင်နေကြတော့ခင်ဗျားတို့ကတရားအထုတ်လဲခိုင်းတယ်စာကျက်လဲခိုင်းတယ်သူကပြောတယ်စာကျက်လို့ခုအရမြန်နေနှစ်ခေါက်သုံးခေါက်လောက်ဖတ်လိုက်ရင်ရပါသားဖြစ်နေတယ် ဟိုတော့ငါဒီလောက်အရမမြန်ဘူးတဲ့အဲ့ဒါညံကောင်းတယ်ဆိုတာထင်ရှားတာပဲညာရတ္တအဋိကမယအယံမြင်နေကြတဲ့ဇာတိအဆက်မပြတ်ရှုမှရတဲ့ဟောင်းနေမိန်နေပူနေအေးနေနှွေးနေချိန်နေဇာတိအဆက်မပြတ်ရှုမှရတဲ့ကိုယ်နဲ့ဆက်နေထိုင်နေထတဲ့ညာလန့်နေဘယ်လန့်နေငုံနေမော့နေမြင်နေကြတဲ့မွေးတဲ့နန်နေဝါးနေမျိုးနေဇာတိအဆက်မပြတ်ရှုမှရတဲ့အီမာသရိယတာဝိပဿနာအကျဉ်းလန်းသည့် ညာယတာဒီကမယာညံကောင်းဖို့ရာဤကံလုံးမှာကိုတကူဒီတော်လံတကြောင်ဒီတော်လံအစီကြီးဖြစ်ပါပဲတည်းဆိုတဲ့အတိုင်းညံကောင်းတယ်ဆိုတာဣရိကြာကြာညွန်ကြားချက်နဲ့အညီရှုမှအထုတဲ့ယောဂီတွေကိုယ်တိုင်တို့ခံစားရပြီ။အောင်ကြောင်းသူကြောင်းသားတွေနေ့စဉ်နေ့စဉ်စံဝေးဝဲအောင်ပန်းဆင်ကျင်ကြရင်ဘာဒီမဟာသရိပဒဝိပဒနာတရားအလုပ်ကိုလက်မလို့ကြနဲ့။ကမ္မဋ္ဌာဌာနလာပြီးအာမထုတ်နိုင်သေးလေ။ နေ့စဉ်နေ့စဉ်အချိန်မှကိုယ်နေရာနဲ့ကိုတခြားအချိန်အားထုတ်ခွင့်မရရင်အိရာဝင်တဲ့အခါဘာမှစကားပြောစရာမလိုတော့ဘူးမပြောခင်ရှုမှတ်အားထုတ်ကြအဲနေ့စဉ်နေ့စဉ်အတန်းနေမှာအဆင့်မြင့်မြင့်အမှတ်များများနဲ့အောင်မြင်နိုင်ခြင်းရဲ့အကြောင်းနောင်တန်တရာဘဝအထက်တန်းလွာနဲ့ကျင်လဲပြီးတော့ကမြတ်စွာဘုရားကိုယ်တိုင်ကမိမိစီလာပြီး ဝိမသနာတတိပယံအမြတ်တရားဟောကြားရမယ်ပါရမီကုသိုလ်ကောင်းအကြောင်းကိုပြည့်စုံမယ်